အားလုံးပဲမင်္ဂလာပါရှင်ဘန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ကိုအောင်မင်းရဲ့သတင်းသုံးသပ်ချက်ပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မေတ္တာရက်ခံပေးရစေရှင်အားလုံးမင်္ဂလာပါဗျာကျွန်တော်မြန်မာဟတ်တော့သတင်းဌာနရဲ့နေ့စဉ်သတင်းသုံးသပ်ချက်တွေကိုကြည့်နေတာဖြစ်ပါတယ်ဆိုဒီနေ့မှာကျွန်တော်တိတ်အများကြီးတော့မသုံးသက်ပါဘူး။အဓိကအဖြစ်ကဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ဧည့်သည်တွေကကျွန်တော်ပြောင်းနေလို့ဟိုဘယ်ရောက်နေလဲဆိုပြီးတော့ မင်းနေကြတွေများလို့ကျွန်တော်အဲ့ဒါကြောင့်လည်းနည်းနည်းလေးကျွန်တော် trap ပြီးသုံးသက်တာပါအဓိကကျွန်တော်လည်းဒီဘက်မှာရိုက်ကွေးတွေရဲ့နောက်တစ်ခုကပြဿနာပါလဲဆိုတော့ကျွန်တော်လည်းငလင်းလုံးတဲ့နေရပြေးရတာပဲလीပြေးရတာပဲလို့ပြေးတော့ကျွန်တော်လည်းတချို့ပစ္စည်းတွေပါတွေပေါ့နော်ပစ္စည်းတွေပါတွေဟိုတွေ့ရကောက်ထည့်ပြီးတော့ပြေးရတာပေါ့နော်ပြေးရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကမ်းလှော်သွားပဲကျွန်တော်တို့ဘာမှဟိုဘယ်လိုခေါ်မလဲကြီးကြီးမားမားမပြတ်စီဘူးကြီးမားမပြတ်စီဘူးအဲကျွန်တော်ကဒါအားလုံးဟိုနေ့ဖြစ်လိမ့်မယ်ကျွန်တော်ကပထမဒီငလင်းမလုတ်ခင်က ကျွန်တော်ကဒီဒုက္ခတော်ဝင် G5 ပေါ့နော် D5 မှာနေတာ D5 မှာနေပြီးတော့အဲ့မှာကျွန်တော်ထမင်းစားကန်နေပေါ့ဗျာနေလေသားထမင်းစားကန်နေပဲရှိသေးတယ်ဟုံးတိုင်းဆိုဖြစ်တော့အဲ့မှာတွေ့ရတယ်ကျွန်တော်ကောက်ဆွဲပြီးတော့ကျွန်တော်လည်းဆင်းပြေးရတာပဲဆင်းပြေးပြီးတော့အဲ့ဆင်းပြေးပြီးတည်းကအခုထိကိုကျွန်တော်လည်းအဲ့အခန်းကိုမပြန်တော့မပြန်တော့မင်းကကျွန်တော်တို့ပစ္စည်းတွေယူပစ္စည်းတွေယူပြီးတော့အဲကျွန်တော်တို့တနေရာမှာနေတာပေါ့နော်တနေရာမှာနေတယ်တနေရာမှာနေပြီးတော့အဲကျွန်တော်တို့အဲ့ငလင်းနဲ့ပတ်သက်တာတွေ ကျွန်တော်တို့ဘယ်လိုခေါ်မလဲမှတ်တမ်းတွေရိုက်မယ်ဆိုပြီးတော့ကျွန်တော်ဒါ3ရက်လောက်ဦးနေကိုသွားလိုက်တယ်မန္တလေးနဲ့စကိုင်းကိုသွားတယ်အခုနောက်မှပြန်ရောက်တယ်ဗျနော်ခုနောက်ပြန်ရောက်တယ်ဒါပြန်ရောက်ရောက်ချင်းအဲ့ကျွန်တော်ပြောတာပေါ့နော်အဓိကအဖြစ်အဓိကအဖြစ်ပါလဲဆိုတော့တချို့တွေကတော်တော်များများကအဲကျွန်တော်ဟိုတခုခုပေါ့နော်ဖြစ်သွားလာတယ်လို့ဆိုရင်နေရရှိတယ်ကျွန်တော်မဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဆိုတော့အဓိကအဖြစ်ပါလဲဆိုတော့ကျွန်တော်တို့က ဘယ်လိုခေါ်မလဲတဘာဝဘေးရန်နေရာတွေအတွက်ကိုကျွန်တော်တို့တစ်ခါကြာကျွန်တော်ပစ္စည်းတွေကခင်ဗျားသတိထားကြည့်ကျွန်တော်ပစ္စည်းတွေကအကုန်လုံး mobile အတွက်ပဲပြင်ဆင်ထားတာကျွန်တော်ရှိမှရှိတဲ့ကင်မရာတွေနောက်ပြီးတော့ mic တွေနောက် studio သုံးတဲ့ပစ္စည်းတွေတော်တော်များများကတစ်ခုခုဖြစ်လာရင်ကျွန်တော်တနေရာတနေရာတစ်ခုခုဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကအမြန်ရွှေ့လို့ရအောင်ဒါရင်လည်း compact ဖြစ်တဲ့ပစ္စည်းတွေနဲ့ကျွန်တော်တို့ပြင်ဆင်ထားတာများတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရှိမှတိတ်ကြီးကြီးမားမားပြဿနာမရှိဘူးနောက်တစ်ခုကပါလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်က မှန်ညမပြောက်သေးကောရုံငန်း၄၅ခါရှိပြီကျွန်တော်ပြောင်းရတာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာအတေကြအတေကြထိုင်ဖို့ဆိုတာလေကျွန်တော်ရှိမှာကအဲဘယ်လိုခေါ်မလဲတိတ်ပြီးတော့မဆန်းဆောင်နိုင်ဘူး။ဒါကြောင့်မလို့ကျွန်တော်ကရုံငန်းတနေရာနဲ့တနေရာပေါ့ဗျာ။အရင်တော့ဆိုလို့ရှိရင် အဲကျွန်တော်တို့ဒီတော်စုလက်ထက်ကဆိုလို့ရှိရင်အဲမိတ်ဆွေတွေနေရာတွေရဲ့နောက်ကျွန်တော်အမေအိမ်ရဲ့ကျွန်တော်အဲ့လိုမျိုးလှည့်ပြီးတော့နေတယ်။နောက်ဒီဘက်မှာဟလာဒီ2021အရေးကင်းဖြစ်ပြီးနောက်ပိုင်းကစပြီးတော့ကျွန်တော်မသားအိမ်လည်းကျွန်တော်မပြောင်းတော့မပြောင်းမင်းနဲ့ကျွန်တော်ပစ္စည်းတွေကိုကျွန်တော်အိုက်ကစပြီးတော့ကျွန်တော်ပစ္စည်းတွေဝယ်တဲ့အခါမှာတစ်က quality ကောင်းရမယ်။နှစ်ကကျတော့ compact ဖြစ်ရမယ်။တစ်ခုတည်းနဲ့တစ်ခုတည်းနဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲလှုပ်ဆောင်ချက်အများကြီးလှုပ်ဆောင်နိုင်ရမယ်ပစ္စည်းတွေကျွန်တော်တို့အဲ့ဒါတွေကိုအဓိကသုံးတယ်။သုံးပြီးတော့ဘာကြောင့်လဲဆိုတော့တနေရာနဲ့တနေရာရွှေ့ဖို့ဆိုတာကျွန်တော်ကအမြဲတမ်းပြင်ဆင်ထားတယ်။အခုတနေရာရောက်ပြီတနေရာရောက်ပြီဆိုတော့ဒီနေရာမှာငါဘယ်လောက်ထိနေနိုင်မှာလဲ။ဒီနေရာကနေပြီးတော့လာကိုယ့်ကိုတစ်ချိန်ချိန်မှာပြန် ြန်ပြီးတော့ရွှေ့ခိုင်းမလားဘာကြောင့်လဲဆိုတော့လူတွေရဲ့စိတ်ကပြောလို့မရဘူးပြောလို့မရတဲ့အတွက်ကျွန်တော်တို့ကလည်းအမြဲတမ်းကျွန်တော်တို့ကပြင်ဆင်ထားတာပေါ့နော်ပြင်ဆင်တာအခုဒီကတော့ဒါကတော့ဟိုဘယ်လိုခေါ်မလဲတဘာဝဘေးရန်နေဖြစ်သွားတာပေါ့တဘာဝဘေးရန်ဖြစ်သွားတယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့ချက်ချင်းရွှေ့လိုက်တာပေါ့နော်ရွှေ့လိုက်တော့ကွန်ပက်ဖြစ်တယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့ကတက်တာမရှိဘူး မရှိတော့ဥဒုခီးသွားတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိမှာကျွန်တော်တို့ရှိတဲ့ပစ္စည်းတွေကသေးတယ်ဒါပေမဲ့ဆန်းဆောင်ရင်မြင့်တယ်အဲကျွန်တော်ဒါမျိုးတွေကုန်နေဖြစ်တာပေါ့နော်ဆိုအခုဆိုလို့ရှိရင်တော့ဒါပြောရရင်တော့ကျွန်တော်ဒီမှာနေရာအသင်းမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကျွန်တော်ရဲ့ mic ကို mic stand နဲ့မလုပ်တော့ဘဲနဲ့လက်နဲ့ကင်ပြောနေတာပေါ့နော်လက်နဲ့ကင်ပြောအဲ့တော့ထားလိုက်တော့ဟိုဟာတွေကအဲဒီဒီငွေလေးနဲ့ကိစ္စနဲ့ပတ်သက်လို့ကအားလုံးလည်းဒါသိပြီပြီထားရတော့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့အခု live ကြည့်တဲ့နေရာမှာတချို့နေရာတွေမှာပေါ့နော်ဒါကျွန်တော်တို့ကဟိုမြင်တာကိုပြောပြတာဘလို့မှ blame တာမဟုတ်ဘလို့မှအပြစ်ပြောတာမဟုတ်တချို့နေရာတွေမှာအဓိကအပြစ်ဟလာကျွန်တော်တို့ဒီမန္တလေးလိုနေရာမျိုးမှာမန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကျုံးရှိမှာတဲတွေထိုး ပြီးတယ်တိတ်ထိုးပြီးတော့ဘယ်သူလာနေနေရတယ်ဆိုရင်လိုမျိုးလုပ်ပြတာရှိတယ်အဲ့တော့ဒါတွေကဘာလဲဆိုတော့လုံဆောင်ချက်ကောင်းတယ်လုံဆောင်ချက်ကောင်းပေမဲ့တချို့ဟာလေးတွေကကျွန်တော်တို့ဒီလိုလုပ်လို့မရဘူးဗျဒီလိုလုံဆောင်ချက်ကကောင်းတယ်ဒါပေမဲ့လုံနီးလုံဟာလေးနည်းနည်းလွဲတယ်လို့ကျွန်တော်တို့ပြောချင်တာ အဓိကကတော့လုံုံစိတ်ချတဲ့နေရာဖြစ်ရမယ်။အဲ့ဒါထားပါတော့ဗျာမန္တလေးကျုံးရှိမှာတိကလုံုံရင်းမရှိဘူးဗျာ။ကြိုက်တဲ့လူလာနေသလိုရှိရင်အဲ့လူတွေကလာနေမယ်။နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အိနာတို့ဟာလာတန့်စင်ကန်းတို့ဘာလို့ဒါတွေလည်းလိုအပ်တယ်။တဲလေးထိုးလိုက်တာနဲ့ကျွန်တော်တို့မပြီးဘူး။တိကရေရှိရမယ်။ရေအလွယ်တကူရနိုင်တဲ့နေရာဖြစ်ရမယ်။လုံုံလုံုံရေးဟာလာကိုယ့်ရဲ့ဒီဘာလို့ဆိုတော့ဒီလို disaster color ကြီးမှာတိကတခိုးတွေဓမြတွေရောက်လာနိုင်တယ်ပြောလို့မရဘူး။ အဲ့တိကနိုင်ငံတော်ဆွေးအနေနဲ့လုံခြုံရေးကိုတော့ယူပေးရမှာပဲဒီအတွက်ကိုတချို့ကြိုက်ချင်းမကြိုက်ချင်းဒါတွေကခေါင်းနဲ့ထည့်ရမှာလို့ကျွန်တော်ယူပေးရမယ်နောက်တစ်ခုကရေတို့မိန်လာတို့တက်ကိုစီတင်ပေးရမယ်နောက်တစ်ခုကဒီမှာပြဿနာဖြစ်နေတဲ့အတွက်ဒီနေရာကိုလာပြီးတော့နေတဲ့လူတွေရဲ့ဟာလာနေတဲ့လူတွေကိုကိုကစည်ရင်တိကျကောက်ရမယ်ဘာကြောင့်ဖြစ်တာလဲဘယ်နေရာလဲဆိုတာဒါမျိုးတော့ရှိရမယ်ကျွန်တော်ဒီလိုတဲထိုးပေးလိုက်တာကြီးကတော့မလုံလောက်ဘူးလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသက်တယ်နောက်တစ်ခုကပါလဲဆိုတော့အခုဒါကကိုယ်နေပြောရရင်ငလျင်နဲ့ရေကြီးရနေရမတူရေကြီးတာကလည်းရေကြီးတာနဲ့အလျောက် ဒုက္ခများတယ်လို့ငလင်းရလဲငလင်းတော့ဒုက္ခများတယ်။ဥပမာရေကြီးတာကကျွန်တော်တို့ကချက်ချင်းတချို့အိမ်တွေမှာဟာလာဒီရေကျသွားပြီးနှုံးနေကျသွားပြီးကျွန်တော်တို့သွားနေလိုက်လို့ရတယ်။ငလင်းကြတော့အဲ့လိုမဟုတ်ကိုယ်တိုင်လည်းခံစားခဲ့တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ငလင်းမှာငလင်းဆိုက်ကောလိုဂျီရှိတယ်။အဲ့လိုငလင်းဆိုက်ကောဆိုတာပြောရရင်ကျွန်တော်တို့ကတနေရာမှာလှုပ်လို့ဝုန်းဝုန်းလို့ကြားရတာနဲ့ငလင်းမှာလှုပ်ပြီးလာဆိုတော့ပြေးကျင်တဲ့စိတ်ကပေါက်နေ။ကိုချီတော့ကိုမယုံတော့ဘူးတဲ့သဘောပေါ့နော်။အဲ့တော့ကျွန်တော်တို့ကငလင်းနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေဟလာစီဇန်နာတို့ဘာလို့ကြားရင်အဓိကကတော့ ဟိုဟိုဘလကွန်လည်းတိတိကျကျစီစဉ်နေတယ်ဥမာပြင်ကျွန်တော်တို့ဟလာဒီမန္တလေးတို့စကိုင်းတို့မှာဆိုရင်ကျွန်တော်လည်းတွေ့ခဲ့တာပဲအဓိကကဘာလဲဆိုတော့လာလှကြတယ်လှတာကောင်းတယ်လှတာကောင်းတယ်သူ့ပြင်မဲ့တချို့ဟာတွေကစီးလို့ပေါင်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြောချင်တာဘာလို့လဲကိုတရက်ကွက်ချင်းစီမှာအလူကန်လက်ခံတဲ့ဌာနထားထားပြီးတော့တကယ်ဒုက္ခရောက်တဲ့လူတွေကိုရဲ့လက်ထဲကိုရောက်အောင်လှုပ်ပေးတင်တယ်နော်ဟိုပတ်သက်ရှိတဲ့လူကရှိလို့လာလူကပြီးလို့ရှိရင်သူတို့အတန်တွေထွက်လာခမောက်တွေ့တဲ့အချိန်မှာဒီလူတွေကတကယ်ဒုက္ခရောက်တဲ့လူတွေမဟုတ်ပါဘူးလို့ပြောဆိုရင်အတန်ထွက်လာတယ်။အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးဟလာဒီလို ိုဘယ်လိုခေါ်မလဲတဘာဝဘေးရန်နေဖြစ်သွားတဲ့အချိန်မျိုးမှာတစ်ကကျွန်တော်တို့ရှိမှာကဘာလဲဆိုတော့အုပ်ချုပ်မှုရှိရပါမယ်အုပ်ချုပ်မှုမရှိလို့တော့မရအောင်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့သက်ဆိုင်ရာရက်ွက်အလိုက်ပေါ့နော်သက်ဆိုင်ရာရက်ွက်အလိုက် ကျွန်တော်တို့ဒီအရာတွေလာတူလို့ရှိရင်ရက်ကွက်မှာရှိတယ်ဟလားကော်မတီဖွဲ့လိုက်တကယ်ကျွန်တော်ကပြောတာဒီဒီရဝတ္တလူကြီးတွေပါမယ်လို့ပြောတာမဟုတ်ဘူးအဲ့မျိုးအဲ့ရက်ကွက်ကြီးရောက်မှာရှိတဲ့လူတွေကော်မတီဖွဲ့လိုက်ပြီးအဲ့ကော်မတီကိုလာလူအဲ့ကော်မတီကလည်းတေချာစင်းမှတ်တာကျွန်တော်တို့ဟလားဒီဒေတာမှာဘယ်တော့နှစ်ယောက်ဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ဘာဖြစ်ပါလဲဆိုတာမျိုးတို့ကတစ်ဆင့်ပြန်လူစီးစနစ်ရတော့ရှိရမယ်တချို့နေရာတွေမှာကျွန်တော်တို့စီးစနစ်ရှိရမတွေ့ရဘူးဒါကတော်တော်လေးစိုးရင်စရာကောင်းတယ်နောက်တစ်ခုကပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဒီ rescue rescue team တွေပေါ့နော် ဒီကေစေရှောက်ဖွေကေစေအဖွဲ့တွေကကျွန်တော်တို့ပွင့်လင်းပြောရလို့ရှိရင်တိတ်ပြီးတော့ဒီငလင်းဘေးဒဏ်နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံမရှိတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ဟိုဂျာတွေကဟိုဘယ်လိုခေါ်မလဲဟိုတိတ်ပြီးတော့ဘယ်လိုခေါ်မလဲတတိထားပြီးတော့လှုပ်ဆောင်မှုလို့လို့နိုင်ငံတကာ team ရှင်တွေကက ူးတွဲလှုပ်ဆောင်မှုလိုအပ်တယ်လို့ကျွန်တော်တို့ဒါတွေကိုမြင်တယ်ဒါတွေကိုမြင်တယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ data science တွေမှာဥပမာဖြစ်လဲဆိုတော့ကျွန်တော်တို့ national morning day ပေါ့နော် အမျိုးသားကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲ one day နေ့ပေါ့နော်ဒီလိုမျိုးသတ်မှတ်ထားတယ်ဒါပေမဲ့တချို့ data တွေမှာကျွန်တော်ပြဿနာဗာဖြစ်လဲဆိုတော့တချို့ကဒီငလီမလှုပ်ခင်တည်းကတချို့ကရှင်ပြူဖို့လို့ဗာတို့သူတို့ပြင်ဆင်ထားတာတွေရှိတယ်ငလီအင်းလှုပ်လိုက်တဲ့အခါကျတော့သူတို့နေရာမှာမဖြစ်ဘူးရှင်ပြူမန်နေတွေပါရှိတယ်ဒါပေမဲ့သူတို့နေရာမှာမဖြစ်ဘူးမဖြစ်ပေမဲ့ဗာဖြစ်လဲဆိုတော့အဲ့ data science အောက်ချုပ်ရင်းမှုတွေအဓိကအဖြစ်ဒီကြေးရွာတို့ဗာတို့မှာရှိတဲ့အောက်ချုပ်ရင်းမှုတွေဒါမရဘူးဒါဒါမျိုးသားဟာလာဒီဒီနိုင်ငံတော်ဝန်ထဲချင်းနေ အထိမ်းမှကြီးညာထားတာအဲ့အလှူတွေမလုပ်ရဘူးအဲ့အလှူတွေဖြတ်ပြေးဟလာစသည်အပြင်နောက်တစ်ခုကပါအိုးအိုးဒီပုံပေါ်မထည့်အောင်ဆိုဒါမျိုးပြောတယ်အဲ့တော့ကျွန်တော်တို့ကပါလဲဆိုတော့ဒါတွေကကို့ဒေတာမှာကို့ကို့ရက်ွက်နဲ့ကို့ဒေတာကို့ဂျေးရွာနဲ့တင်းတင်းမြောက်မြတ်အောင်လုပ်တင်တယ်ဟလာအများကြီးဂျာ DJ DJ ရဒီရက်ွက်မှာအများကြီးလူတွေတွေသွားဆိုတော့ပုံစံတစ်မျိုးပေါ့ဗျာပုံစံတစ်မျိုးပေါ့ဒါပေမဲ့ကို့ဒီဒေတာမှာ လူသေးပြောင်းမှုလည်းမရှိဘူးဟာလာဘာမှလည်းပြင်းထန်တယ်ခံစားလိုက်ရတာမဟုတ်ဘူးဒါပေမဲ့နိုင်ငံတော်ကထုတ်တဲ့ဥပဒေပါဆိုပြီးတော့အလူတွေကိုတားဆီးတာတို့ဟာလာစသည်အားဖြင့်ဒါမျိုးတွေလည်းကျွန်တော်တို့ကြားသိရတယ်ကြုံတွေ့ရတယ်အဲ့တော့ကျွန်တော်တို့မှာဟာလာအခုလက်ရှိအနေအထားမှာကျွန်တော်မြန်မာနိုင်ငံတော်ကတိတ်ကလူတန်းနာရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီဟိုပရဟိတကူညီတာရဲ့တော့ကပြောစရာမလိုလူတွေကတခုခုဖြစ်တာနဲ့လူမဲ့လူတွေကတန်းစီပြီးရှိတယ်လူမဲ့လူတွေကတော်တော်များများဟိုဘယ်လိုကူညီမဲ့လူတွေကတန်းစီပြီးရှိတယ်လူမဲ့လူနဲ့ကူညီမဲ့လူကကျွန်တော်တို့မြန်မာနိုင်ငံမှာလိုက်ရှာနေစရာမလိုဘူးဒါတိတ်ချစ်ဖို့ကောင်းတယ်တို့ပေမဲ့ကျွန်တော်တို့ကစနစ်တကျ အလုပ်ရင်ပိုကောင်းတယ်လို့ကျွန်တော်တို့ဒီလိုအကြံပြုချင်တယ်ကျွန်တော်တို့ဒါတွေလည်းကျွန်တော်တို့တွေ့လာခဲ့ရတယ်အဓိကကျွန်တော်တို့ကစနစ်တကျလုပ်ဖို့လိုတယ်ဟုတ်လားဘယ်အုပ်စုအဖွဲ့အစည်းမှမဆို team leader တယောက်ရှိဖို့လိုတယ်ဒီ team leader ကလည်းအတွေ့အကြုံရှိရလို့ဖြစ်ရမယ် ပြီးလို့ရှိရင်သူ့ရဲ့ဟလာဒီပြောဆိုချက်တွေကိုကျွန်တော်တို့နားထောင်ရမယ်။နောက်ပြဿနာကတော့ကျွန်တော်တို့တွေ့ရတာအဓိကအဖြစ်ပါလဲဆိုတော့ကျွန်တော်တို့ online နေပေါ့အဓိကပါလဲအဲကောလာဟာလာကြီးကောလာဟာလာကြီးအရင်များတယ်။နောက်တစ်ခုကဒီလိုအချိန်မျိုးမှာကျွန်တော်တို့ကပါလဲဆိုတော့အဲ online ပေါ့နော်ဘယ်လိုခေါ်မလဲတောကြောင်တွေအရင်များတယ်။ဒါတွေကိုသတိထားရမယ်။အဲ့တော့ကျွန်တော်တို့ကတစ်ကပါလဲဆိုတော့နိုင်ငံတော်အစိုးရရဲ့အုပ်ချုပ်မှုရှိနေတယ်။အဲ့တော့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ကဒီကွန်ဂျီကယ်ဆယ်ရေးတွေကိုတောအောင်သွားရမယ်။အုပ်ချုပ်မှုပြတ်ပြားသွားတာမဟုတ်ဘူး။ဒါတွေကိုလည်းသိဖို့လိုတယ်။အဲ့တော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ရှိမှအခုနိုင်ငံတကာကလာတဲ့ ချိုးပစ္စည်းတွေချိုးမကင်တတ်ဘူးမကင်တတ်လို့ရှိရင်ကင်တတ်တဲ့လူကိုလီဒါတင်ပြီးတော့ဥမာထားပါတော့တန့်နေထိုးထိုးတာတွေကအဆပေါ့ဗျာနော်ဒါဒါကြီးအဆတချို့လားအသင့်စားပစ္စည်းတွေဘယ်လိုစားမှမသိတာအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့က DR နဲ့ပတ်သက်ပြီးတော့တစ်ကပါလဲဆိုတော့ဟိုဘယ်လိုခေါ်မလဲတေချာစီဝေးတိုင်ပြီးတော့ဟာလာဘယ်လိုတော့ဒီနာမှာ leader လုပ်ပါမှန်မှန်ကန်လုပ်ပေးပါအဲဒါမျိုးလေးတွေပေါ့နော်အဲ့တော့အုပ်ချုပ်မှုကရှိရမယ်တစ်ကပါလဲဆိုတော့ leader ရှိရမယ်နောက်တစ်ခုကပါလဲဆိုတော့တကယ်ဒုက္ခရောက်တဲ့လူတွေလက်ထဲကိုရောက်ဖို့လိုတယ်ရောက်ဖို့လိုတယ် ောက်တစ်ခုကပါလဲဆိုတော့ဟိုတချို့တွေလည်းဗျာဒုက္ခရောက်ဒီဖြစ်စေမရောက်ဒီဖြစ်စေလာပြီးတော့အစားတောက်ပေးရဆိုတန်းစီကြတယ်ယူပါသေးကျွန်တော်ဒါတို့တော့မပြောသေးချင်ဘူးလားတို့လည်းတို့ရဲ့ဟလာဘယ်လိုခေါ်မလဲဒုက္ခတို့ရဲ့ဟိုဘယ်လိုခေါ်မလဲဟိုတခုခုကြောက်မို့ဗျာတို့လာပြီးတန်းစီကြတာမရှက်မကြောက်လာတန်းစီကြတာယူကြပါသေးဘာကြောင့်လဲဆိုတော့ကျွန်တော်တန်းမြေမှာငလင်လှုပ်မှာမဟုတ်ငလင်မလှုပ်သေးကွာစားဝတ်နေရေးအတွက်ဒုက္ခရောက်နေတဲ့လူတွေရှိကြတာပဲเนาะရှိကြတာအဲ့တော့လူလဲလူကလှူနေတဲ့အတွက်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဓိက TikTok တွေမှာတွေ့တယ်ဟာဟိုမှာတွေ့လာဒီလူတွေကတော့ဘာမှဒုက္ခရောက်တာမဟုတ်ဘူးမိုးလင်းတာနဲ့အထုပ်ကြီးတွေနဲ့ထွက်လာပြီးလူတွေဟာဒီအကုန်လိုက်ယူတယ်ဆိုတော့ ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ယူပါစီယူပါစီတော့အဓိကကဘာလဲဆိုတော့ဟိုသူတို့အနေနဲ့လဲတခုခုသူတို့ရှိမှာပြဿနာရှိလို့လို့ကျွန်တော်ဒီလိုသုံးသပ်တယ်เนาะသူတို့သုံးသပ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အဓိကအဖြစ်တော့ဒီဟာကအလုံးဝိုင်းပြီးဆောင်ရွက်ကြရမယ်ဟာဖြစ်တယ်နောက်တစ်ခုကဒါနဲ့ပတ်သက်ပြီးတော့ဟိုသတင်းတွေလည်းစောင့်ကြည့်ဖို့လိုအပ်တာပေါ့နော်စောင့်ကြည့်ဖို့လိုအပ်တယ်လက်ရှိနေသားမှတော့ကျွန်တော်ဒီလောက်ပဲသုံးသပ်မယ်နောက်နေ့တွေကြာမှအဓိကပဲကျွန်တော်တနင်္လာနေ့မှကျွန်တော်တို့သုံးသပ်မယ်ဗျတေချာလေးပေါ့နော်နိုင်ငံတကာသတင်းတွေပေါ့ကျွန်တော်တို့လည်းပြန်ပြီးတော့ set up ပြန်လုပ်နေရတယ် ကျွန်တော်တို့ဆိုကျွန်တော်တို့ကရုံငန်းပြောင်းတာမှ45ရက်ပဲရှိသေးတယ်45ရက်ရှိပြီးတော့အခုတနောက်တစ်ခါထပ်ပြောင်းရတယ်ဆိုတော့ဒါမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိမှလည်းအဲဟိုမပြည့်စည်ဘူးဆိုပေမဲ့တချို့ပစ္စည်းတွေအနေထားတိကျချရတဲ့ပစ္စည်းတွေကိုနေရာပြန်ချဖို့ဆိုတော့ကျွန်တော်ကပြောရရင်ဒါနေရာသစ်မှာနေရာသစ်ဆိုတာပြောရရင်သူများနေရာမှာရောက်နေတာသူများနေရာကဒါပြောရရင်သူများအိမ်မှာရောက်နေတာသူများအိမ်မှာရောက်နေတယ်ကျွန်တော်တို့ကအဲ့ဒါတွေကိုအထိုင်တိကျချဖို့ဆိုတာမလွယ်ဘူးနော် ကျွန်တော်တို့လည်းနှစ်ရက်လောက်ကျွန်တော်တို့လည်းရေမတော့ပါဘာညာကျွန်တော်တို့ဖြစ်သွားတယ်ကျွန်တော်မျက်နှာကြည့်အဓိကနောက်တစ်ခါပါလဲကျွန်တော်တို့စကိုင်းတို့မန်းလို့ပဲသွားတယ်တော်တော်နေပူတယ်လေတိုက်တယ်ဆိုတော့အသားမဲတိုင်းပဲတော့ဒါတွေ့ရထားလိုက်ပါနော်အဲ့တော့ကျွန်တော်ဒီနေ့ကိုကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ရင်နာမယ်အဓိကကတော့ကျွန်တော်တို့ကစနစ်တကျနဲ့ဟာလာဒီအုပ်ချုပ်မှုတစ်ခုအောက်မှာ အဲဟိုလုတ်ဖို့လိုတယ်အားလုံးကစေတနာရှင်တွေစေတနာရှိရလုပ်နေကြတယ်ကျွန်တော်တို့ကောင်းတယ်အခုတန့်နေထိုးတာတော့အဓိကအဖြစ်ကျွန်တော်တို့အစိုးရရန်ရအောင်မှရှိတယ်ဥပမာဘောလုံးကွင်းလိုဟာမျိုးတွေစတဲ့အဖြစ်မနော်ဘောလုံးကွင်းလိုဟာမျိုးတွေစဒီလိုနေရာတွေမှာထိုးတာပိုကောင်းတယ်အဲ့လိုထိုးတဲ့အခါမှာခုနပြောရရေတို့မိန်လာတို့အတွက်စနစ်တကျစီစဉ်ပေးဖို့လိုလိမ့်မယ်လို့နော်ကျွန်တော်တို့ဒါတွေတွေ့ခဲ့တာကျွန်တော်တို့ဒါတွေပြောတာပါဆရာကြီးလို့တာမဟုတ်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့၄ရက်၄လ2025ဖြစ်ပါတယ်ကျွန်တော်မြန်မာဟတ်တော့အောင်မင်းဖြစ်ပါဗျာကျေးဇူးပါဗျာ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်